ူနားလည်အောင်ပြောဖို့လိုတယ်လူလူနားလည်ဖို့လိုအလောမင်္ဂလာပါကျမဒီစက်တင်ဘာလမှာဗောနောလောက်အားရှင်နေတွေ့လူတွေ့တဲ့နန်းတွေတစ်ခုရန်ကုန်မှာဖွင့်လိုက်ခဲ့ပါတယ်ရပိုင်းတွင်မှာပဲ ကန်တက်လူကြီးပြည့်သွားတော့ဘောနော်ဒါကြောင့်မလို့ကျွန်မအောက်တိုဘာလမှာလေထပ်ပြီးဖင်ဖို့စီဇန်ထားပါတယ်အဲ့ဒီတင်နှမှာဘာတွေတင်ရမှာလဲပေါ့နော်အဲ့တော့ကျွန်မလူချင်းနေဝန်ထမ်းနေမှာရှိတဲ့နေရေးချင်းနေဆိုကျွန်မ topic လေးရွေးချက်ထားတာပေါ့နော်အဲ့ဒီမှာတော့ကျွန်မအဓိကသွားမယ်ခေါင်းစဉ်နေရတော့ communication မိုင်းမဖြစ်ပါကျွန်မတို့လူတွေကအကြမ်းမြင်ပေါက်မနေဘူးလေနော်ဒါကြောင့်မလို့လူနားလည်အောင်ပြောဖို့လိုတယ်လူလိုနားလည်ဖို့လို့ အဲ့ခါမှာကျမတို့လိုက်နာမယ်စကန်လေးတွေရှိရှင်းရှင်းလင်းလင်းပြောရမယ်။သူများကိုရှင်းရှင်းလင်းလင်းမပြောခင်ကိုကလည်းရှင်းရှင်းလင်းလင်းသိဖို့လို့နောက်တစ်ခါမမှန်ကန်ကန်ပြောရကျမတို့တစ်ခါတည်းမှာလွတ်လွတ်ကူကူပဲနေတတ်ကြ ဒါပေမဲ့လိန်ခံရတဲ့လူကသူ့အလင်ခေရပြင်အဲ့လိုမျိုးမောင်းယုံကြည်မှုဟာကွဲသွားတဲ့ဖန်ကွက်နဲ့တူတယ်ပြန်ဆက်လို့မရဘူးဒါကြောင့်ကျွန်တော်တို့ကက်ချက်မအောင်မလိန်ဖို့လိုရဲလို့ခေါ်ကန်ပဲတည်မလိန်ဖို့လိုအဲနောက်ထပ်ပေါ့အရေးကြီးတဲ့ကျွန်တော်တို့ဒီမှာတက်တာအများဆုံးဖြစ်တဲ့ပြဿနာတော့စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပါတယ် အဲကျွန်တော်တို့အတောက်ဘဟုပြုရင်ဘေးကကျေစွတရားတွေမမြင်တတ်ကြတော့ဘူးနော်ဒါငါလောက်တာဒါငါတော်လို့ငါ့ကိုဆိုရဲအမျိုးလေးဖြစ်တတ်တယ်တကယ်တော့လေလူဆိုတာတယောက်တည်းရက်တည်လို့မရဘူးလောက်ဖို့ကန်ပက်တွေဘေးကထောက်ပံ့ကူညီတဲ့လူမရှိရင်ကျွန်တော်တို့ချက်ချက်မုံမုံလွယ်လွယ်ကူကူသွားလို့မရအောင်အဲ့ခါမှာကျေစွတင်တတ်တဲ့စိတ် ်နော်ဒါဟာအဲနှလုံးသားလေးနှူးညံ့မှုနှွေးထွေးဖို့မင်ကနေစိတ်ထားတွေရှိဖို့လမ်းပြဖို့လိုပါတယ်ဒါကြောင့်မလို့မိမိရဲ့လှုပ်အားရှင်တွေကိုလက်ကျင့်တင် जा ပေးခြင်းဟာဓာတ်ကိုထက်အောင်ပွေးရတယ်တူပါတယ်ကျမတို့ထက်တဲ့ဓာတ်ရင်းနဲ့ခုတ်ရင်ပိုပြီးမှမြတ်မြတ်ပြည့်မယ်မဟုတ်ပါလားဒါကြောင့်မလို့အောက်တိုဘာ26ရက်နေ့ဆက်ဆံဟိုတယ်မှာ ကျင်းပမယ် employee skill up program လေးကိုအာကိုယ့်ရဲ့လုပ်အပ်ရှင်တွေကိုတနန်းထားပေးဖို့သတင်းစကားများဝေလိုက်ရပါတယ်